တို့ပထမဆုံးစစဉ်းစားတာဘဝဆိုတာပါလေစဉ်းစားတော့ဘဝဆိုတာပါလေအင်္ဂလိပ်စကားတစ်ခုရှိတယ် if you don't ask me i know but if you ask me i don't know တဲ့မင်းမမေးရင်သိတယ်မေးရင်မသိတော့ဆိုတာအဲ့ဒါလေးပဲဘဝဆိုတာပါလေဟောပြဿနာဘဝဆိုတာဘဝတိဖြည့်ချင်းပါ냐ဒါပေါ်ပါဠိလိုတော့ဟုတ်တာပေါ့ ပါဠိလိုမှာဘဝဆိုဟုတ်တယ်ဘောတိဖြစ်ချင်းဘာညာရှိပါလဲဒါမဲ့ဘဝဆိုပါလဲတကယ်စဉ်းစားလိုက်တဲ့ခါကျပေးချာစဉ်းစားကြတော့ငွေချင်းနဲ့သေချင်းရဲ့ဈာကာလဟာဘဝပဲမွေးတဲ့အသေးလေးမွေးလာလို့ရှင်ဘဝမရှိတော့မွေးတဲ့ဥဲသေးသွားပြီဘဝမရှိတော့မွေးချင်းနဲ့သေချင်းရဲ့ဈာကာလရဲ့ဘဝလို့ခေါ်တာအဲ့ဘဝကိုဘာခေါ်လဲဆိုတော့အသက်လို့ပြန်ခေါ်တယ် အသက်နဲ့ဘဝနဲ့စကလုံးညင်တာကွာနေမယ်လို့အတူတူပဲသူချင်းကအသက်အသက်မရှိရင်ဘဝမရှိဘူးအသက်ရှိရင်ဘဝရှိတယ်ဒါဖြင့်အသက်ဆိုတာဘာလို့လဲအရေးကြီးတဲ့ဇာတ်လေးလာတော့မယ်နော်ဖြည်းဖြည်းချင်းဖြည်းဖြည်းချင်းလာတော့မယ်နော်အဲ့တော့မွေးခြင်းနဲ့တည်ခြင်းရဲ့ဈာကာလကိုဘဝလို့ခေါ်တယ်အဲ့ဘဝဆိုတဲ့အသက်အသက်ရှင်တန်ခြင်းကိုဘာလို့ရလဲဆိုတော့ဘဝမှာနှစ်ခုပဲရှိတယ်တစ်ခုက အသက်ရှင်သန်ဖို့လို့ဘာကြောင့်ရှင်သန်ဖို့လို့လဲဘယ်လိုရှင်သန်လို့ဆိုတော့ပညာအဲ့ဒါပဲပြောချင်တာအဲ့ဒါအဲ့ဒီပညာမပါလို့ရှင်ဘဝမရှင်သန်တော့ဘူးအသက်မရှင်သန်တော့ဘူးအဲ့ဒီဘဝရှင်သန်ဖို့လို့ကိစ္စတွေကဘာအရေးဆိုတော့ကျမ်းမာရေးပဲကျမ်းမာရေးဆိုတော့ဘာလဲအဲ့ကျမ်းမာရေးဆိုတဲ့ကိစ္စမရှိလို့ရှိရင်မကျမ်းမာလို့ရှိရင်ဘဝမရှိတော့ဘူးသေပြီတော့ဘလို့ရှိရင်လူစင်မမီတော့ဘူး အဲ့ဒီကျမ်းမာယူစောင့်ရှောက်ဖို့ကပညာကောင်းလေးတွေကောင်းမလေးတွေပါတယ်တက်ကြပ်မှတ်ထားမင်းတို့မင်းတို့တည်းသိအရေးကြီးတယ်ဘဝဆိုတာဟာတင့်ချက်ရှင်သန်မယ်ရှင်သန်ဖို့ဘာအရေးကြီးလဲကျမ်းမာရေးအရေးကြီးတယ်ကျမ်းမာဖို့ဘာအရေးကြီးလဲအဲ့ကျမ်းမာယူစောင့်ရှောက်တတ်တဲ့ပညာအသိအရေးကြီးတယ်